အီရန်နဲ့အစ္စရေးလက်နက်အင်အားဘလောက်กว่าတလဲလက်ဗနွန်ရဲ့ Hezbollah လက်နက်ကိုင်ဖွဲ့ကပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းအစ္စရေးနိုင်ငံမြောက်ပိုင်းနဲ့ drone တွေဒုံးကျည်တွေနဲ့စက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ဇူလိုင်လတုန်းကအစ္စရေးရဲ့လက်ချက်နဲ့သူတို့ရဲ့ထိတ်တန့်တက်မှုတဦးတစ်ဖြတ်ခံခဲ့ရမှုအတွက်နောက်ထပ်တုံ့ပြန်လက်စားချေဖို့ရှိသေးတယ်ဆိုပြီး Hezbollah ဖွဲ့ကတတိပေးထားပါတယ်။အင်ကာနီအစိုးပိုင်းတုန်းကတော့အစ္စရေးနဲ့ကလျက်လက်ဗနွန်နယ်စပ်မေဖာတောင်မြို့ကအိမ်တစ်ခုပေါ် လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်းလူလေးဦးသေဆုံးခဲ့တယ်လို့လက်ပနွန်ဆေးဘက်ဝန်ထမ်းတွေနဲ့လုံခြုံရေးသတင်းရပ်ကွက်တစ်ခုကပြောပါရယ်အစ္စရေးအီရန်နဲ့ဟစ်ဘိုလာအကြားတင်းမာမှုတွေတိုးလာခဲ့ပြီးမှဒီတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ပွဲကြီးတစ်ခုပေါ်ပေါက်လာမှကိုစိုးရိမ်နေကြပါရယ်ဒီတော့တကယ်လို့များစစ်ပွဲကြီးဖြစ်ပွားလာခဲ့ရင်ပါဝင်သူတွေရဲ့စီးရင်အင်အားတွေကဘလို့ရှိပါသလဲပြီးခဲ့တဲ့သတင်းဘက်ကအီရန်နိုင်ငံတီဟီရန်မြို့တော်မှာလေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သူတို့ရဲ့နိုင်ငံရေးကောင်းဆောင်အစ္စမေးဟာနီယီတည်ဆုံခဲ့တယ်လို့ဟာမတ်အဖွဲ့ကပြောပါတယ်။အစ္စရေးအစိုးရကတော့ဒီတိုက်ခိုက်မှုကိုနောက်ွယ်ကနေသူတို့လုပ်ခဲ့သလားဆိုတာကိုအတိအပြုမပြောခဲ့ပါဘူး။ ဧပြီလ13ရက်နေ့ကအစ္စရေးကိုအီရန်က မစ်ဆိုင်းတုံးနဲ့ဒရုန်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီးအစ္စရေးကပြစ်လုခဲ့တာလို့ယူဆရတဲ့ဒရုန်းတစ်ခုအီရန်နိုင်ငံမှာရှိတဲ့စစ်ဖက်ဆိုင်ရာပြစ်မှတ်တစ်ခုကိုထိမှန်ခဲ့ပြီးကလေးကတင်းမာမှုတွေတိုးပွားလာနေပါတယ်အစ္စရေးမှာတိတာထင်ရှားတဲ့ထိခိုက်ဒေဆုံးမှုတွေမရှိခဲ့ပေမဲ့လည်းဒုံးကျည်ပေါင်း300ကျော်ဆက်တိုက်ကြရောက်ခဲ့တာဟာ အီရန်ရဲ့အဝေးကနေပြစ်ခတ်နိုင်စွမ်းကိုဖော်ပြနေပါတယ်ဘသူဘက်ကပိုအားတာချက်ရှိတယ်လေအဲ့ဒီနိုင်ငံတစ်ခုချင်းစီမှာလွတ်ဝတ်ထားတဲ့တိတာထင်ရှားတဲ့စွမ်းဆောင်နိုင်စွမ်းတွေရှိနေနိုင်ပေမဲ့လေလာတိထားရမှုတွေအရဒီမေကွန်းကိုတုံးသက်ဖော်ပြမှာဖြစ်ပါတယ်နိုင်ငံတကာနီးပြူဟာလေလာရေးအဖွဲ့ IISS ကတော့အကောင်းဆုံးခံမှန်းချက်တွေထုတ်နိုင်အောင်တရားဝင်ထုတ်ပြန်ထားတဲ့အချက်လက်အများအပြားတုံးပြီးနိုင်ငံစလုံးရဲ့လက်နက်အင်အားတွေကိုနှိုင်းယှဉ်တုံးသက်ခဲ့ပါတယ် IISS လို့တခြားအဖွဲ့အစည်းတွေကလည်းနှိုင်းယှဉ်တုံ့တက်မှုတွေလုပ်ခဲ့ပါတယ်။ဒါပေမဲ့စရင်စရာချက်လက်ထုတ်ပြန်တာမျိုးလုပ်လို့မရှိတဲ့နိုင်ငံတွေအတွက်တော့တိကျတေချာမှုတွေကကွာခြားနိုင်ပါတယ်။ဒါပေမဲ့လည်း Oslo မြို့ကငင်းကြံရေးတုတေသနဌာန Prayer က Nicholas March ကတော့ IISS အဖွဲ့ဟာကမ္ဘာတဝန်းနိုင်ငံတွေရဲ့စစ်အင်အားကိုတုံးသက်ရမှာစံထားရတဲ့အဖွဲ့ဖြစ်အများကမှတ်ယူထားကြတယ်လို့ပြောပါရယ်။ Israel ဟာ Iran ထက်ကာကွယ်ရေးအသုံးစရိတ်ပူတုံးပြီးနောက်ဖြစ်လာနိုင်တဲ့စစ်ပွဲတွေအတွက်အင်အားဖြည့်တင်းထားတယ်လို့ IISS ကပြောပါရယ်။ Iran ရဲ့ကာကွယ်ရေးအသုံးစရိတ်ဟာ2022ခုနှစ်နဲ့2023ခုနှစ်မှာ8.4ဘီလီယံဒေါ်လာလောက်ရှိပြီး Israel ကတော့တအားထက်2ဆကျော်ဒေါ်လာ16ဘီလီယံလောက်ရှိပါရယ်။ အစ္စရေးကာကွယ်ရေးအတုံးစီဟာလည်းသူ့ရဲ့ GDP စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုးနဲ့နှိုင်းဆိုင်ရင်အီရန်ထက်နှစ်ဆပိုများပါတယ်။အစ္စရေးနဲ့ဟစ်ဘိုလာအကြားအပြန်အလှန်တိုက်ခိုက်မှုတွေတနေ့တခြားတိုးလာနေပါတယ်။အစ္စရေးကလက်ဘနွန်မှာရှိတဲ့ဟစ်ဘိုလာပြစ်မှတ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေတိုးလုပ်လာနေပြီး2024ခုနှစ်ဇူလိုင်လ30ရက်နေ့ကဟစ်ဘိုလာထိတ်တန့်တက်မှုဖူအက်ရှူကီယာတည်ဆုံခဲ့ရမှုဟာသူတို့ရဲ့လက်ချက်ဖြစ်တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ် ဟစ်ဘိုလာတပ်ဖွဲ့ကလည်းအစ္စရေးမြောက်ပိုင်းထဲကိုမစ်ဆိုင်းဒုံးတွေပြစ်လွတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီမစ်ဆိုင်းဒုံးများစုကိုအစ္စရေးရဲ့အိုင်ရွင်ဒုံးမစ်ဆိုင်းဒုံးတစီရေးစနစ်နဲ့ကြားဖြတ်ဟန်တားနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဂျင်းစီရေးအကဲခတ်ဂျာနယ်ကအရှိအလေပိုင်းဒေတာကာကွယ်ရေးကျွမ်းကျင်သူဂျေရမီဘင်နီကတော့အိုင်ရွင်ဒုံးစနစ်ဟာလက်ပနုံကနေပြစ်လွတ်လိုက်တဲ့ဒါတိုပြစ်ဒုံးကျည်နဲ့မစ်ဆိုင်းတွေကိုကြားဖြတ်ဟန်တားဖို့ အဓိကတုံးတဲ့စနစ်ဖြစ်လာမှာဖြစ်ပေမဲ့ Hezbollah အဖွဲ့ရဲ့များပြားတဲ့ဒုံးကျည်နဲ့မစ်ဆိုင်းတုံးတွေကြောင့် Israel ရဲ့လေကြောင်းကာကွယ်ရေးစနစ်ကိုယာယီအားဖြင့်ထိခိုက်အားလျော့သွားစေနိုင်တယ်ဆိုပြီးအတော်များများကယူဆနေကြပါတယ်လို့သတိပေးနေပါတယ်အော့စလိုမျိုးကငင်းချမ်းရေးတုတေသနဌာနကနီကိုလတ်မတ်ကအီရန်ဆိုရဟာသူတို့ရဲ့ပြစ်မှတ်တွေတတိတန်းကြီးပါတဲ့စည်ရင်တစ်ခုကိုထုတ်ပြန်ထားပါဗျ ဒါကအာယုံလွဲဖို့ကြိုးစားမှုဖြစ်နိုင်ပါတယ်။ဒါပေမဲ့ပြစ်မှတ်ဖြစ်လာနိုင်တဲ့နေရာအလုံးကိုအကာအကွယ်ပေးဖို့အစ္စရေးအတွက်အခက်အခဲရှိလာနိုင်ပါတယ်လို့ပြောပါတယ်။အစ္စရေးအတွက်အဓိကထားစဉ်းစားချက်ကအစ္စရေးနိုင်ငံအနာကိုအီရန်ရဲ့မစ်ဆိုင်းတုံးတွေရောက်မလာခင်ဘလောက်များများကို သူတို့ပြစ်ချဟန်တားနိုင်မလဲဆိုတာကိုပဲဖြစ်ပါလိမ့်မယ်လို့မတ်ကသတိပေးထားပါတယ်။အကြီးကျယ်အခြေအနေဆိုးလာနိုင်သလားစစ်နည်းပြူဟာသမားတွေအနေနဲ့အီရန်နဲ့ဟစ်ဘိုလာရဲ့တုံ့ပြန်မှုနဲ့ပတ်သက်လို့ တမယိုးကြအတိုင်းမဟုတ်ပဲဖောက်ထွက်သုံးသပ်တင်တယ်လို့ defensive စာဆောင် editor Timman Ripley ကပြောပါတယ်။ Iran တွေ his bowler နဲ့ Houthi လက်နက်ကင်တွေရဲ့နေရာကနေဝင်စူးစားကြည့်ဖို့လိုပါတယ်။အရင်ကလုတ်ခဲ့တာမျိုးကိုဘာလို့ထပ်လုပ်မလဲ။ဒုံးကျည်တွေနဲ့တမယိုးကြလှမ်းပြီးတိုက်ခိုက်တွေက Israel ရဲ့ကာကွယ်ရေးစနစ်တွေကိုမကျော်လွှားနိုင်ပဲအော်တိုဘာ9ရက် Hamas တိုက်ခိုက်မှုမှာတော့ Israel ဘလောက်အငိုက်မိသွားလဲဆိုတာတွေ့ရပြီးနောက်မှာ အီရန်က Hezbollah တွေကိုနေဆက်ကနေမြေပြင်ထိုးစစ်နဲ့တိုက်ဖို့တောင်းအားပေးနိုင်တယ်လို့ Ripley ကပြောပါတယ်။နိုင်ငံခြားတိုင်းပြည်တွေရဲ့ရေနံတင်တင်မောတွေကိုအီရန်ကစီးနင်းသိမ်းပိုက်တာမျိုးစူးစမ်းလာနိုင်တယ်လို့လည်းသူကပြောပါတယ်။ဒါပေမဲ့ James Channel က Jeremy Binney ကတော့အဲ့ဒါမဖြစ်နိုင်လောက်ဘူးလို့ယူဆပါတယ်။ Hezbollah ရဲ့အထူးတပ်ဖွဲ့ Red One တပ်ဖွဲ့ကနေဆက်ဖြတ်ကျော်စစ်ဆင်ရေးတွေကိုလေ့ကျင့်နေတာပါ။ဒါပေမဲ့ အဲ့ဒါကဒီလက်တုပ်ပြန်ရေးအစီအစဉ်ထဲမှာပါမယ်လို့မထင်ဘူးလို့သူကပြောပါတယ်။နောက်တစ်ခါကအောက်တိုဘာ9ရက်တိုက်ခိုက်ခံရပြီးနောက်အဲ့ဒီလိုပုံစံတိုက်ခိုက်မှုမျိုးကိုအစ္စရေးစစ်တပ်ကပိုကောင်းကောင်းပြင်ထားမှာပါ။ပြီးတော့အစ္စရေးနိုင်ငံသားဘလောက်နည်းနည်းပဲဓာတ်ဆာခံဖမ်းခေါ်သွားသည်ဖြစ်စေအဲ့ဒါက2006ခုနှစ်တုန်းကလိုပဋိပက္ခကြီးဖြစ်သွားစေနိုင်ပါတယ်။2006ခုနှစ်မှာအစ္စရေးစစ်သား2ယောက်ကို Hisbola ကပြန်ပေးဆွဲသွားပြီးနောက် Israel က Lebanon ကို မြေပြင်ထိုးစစ်ဆခဲ့ပါတယ်။ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီးနှစ်ဖက်အသေးဆုံးများခဲ့ပါတယ်။ Hisbola ရဲ့စစ်လက်နက်အင်အားကိုကြီးကြီးမားမားထိခိုက်အောင် လုပ်တာထက် Hisbola တွေစိတ်တက်ကြဆင်းစေအောင် နောက်ထပ်တိုက်ခိုက်မှုတွေကို Israel ကပိုလုပ်လာနိုင်တယ်လို့ယစ်ပလီကပြောပါတယ်။အဲ့ဒါကလက်ဗနွန်မှာ2006ခုနှစ်တုန်းက လုပ်ခဲ့ပြီးဂါဇာမှာအခုလုပ်နေတာမျိုးပါလို့သူကပြောပါတယ်။ နီးပညာပိုင်းအာတာချက်အစ္စရေးမှာတိုက်ပွဲဝင်နိုင်တဲ့လေရီယာဟက်ယုတ်အစင်340ရှိပြီးအဲ့ဒါကတိကျတဲ့လေကြောင်းတိုက်ခိုက်နိုင်စွမ်းမှာအာတာစီတယ်လို့နိုင်ငံတကာနီးပြူဟာလေ့လာရေးအဖွဲ့ IISS ရဲ့စီးရင်တွေမှာဖော်ပြထားပါတယ်။အဲ့ဒီထဲကဂျက်တိုက်လေယုတ်တွေထဲမှာတာဝေးပစ်နိုင်တဲ့15လေယုတ်တွေရေဒါတွေကိုရှောင်ခွင်းနိုင်တဲ့နီးပညာမြင့်ကိုပြောက်3 15လေယုတ်တွေပါဝင်ပြီး အမြန်တော့တိုက်ခိုက်ရေးရဟတ်ရုပ်တွေလည်းပါပါတယ်။အီရန်မှာတိုက်ပွဲဝင်နိုင်တဲ့လေယုတ်၃ရာ၂၀ဆင်းရှိတယ်လို့ IISS ကခန့်မှန်းပါတယ်။ဂျက်တိုက်လေယုတ်တွေက1960ပြည့်နှစ်တွေကလေယုတ်တွေဖြစ်ပြီး45နဲ့14လေယုတ်တွေပါ။14ဆိုတာ1986တုန်းကထားကရုပ်ရှင်တွေကနာမည်ကြီးခဲ့တဲ့လေယုတ်ပါ။ အော့စလိုမြို့ကငင်းချမ်းရေးတုတေသနဌာနဖရိုကနီကိုလတ်မတ်ရှ်ကတော့ပြုပြင်ထိန်းသိမ်းရေးအစိပ်ပိုင်းတွေအတွက်အရန်ခက်ခဲလို့ဒီလီယိုအိုဂျီတွေတဲကဘယ်နှစင်းကတကယ်ပြန်နိုင်ဦးမလဲဆိုတာမသိဘူးလို့ပြောပါတယ်။ဒါဟာအနောက်နိုင်ငံတွေကအီရန်ကိုအေးအေးယူပိတ်ဆို့မှုတွေလုပ်ထားတာကြောင့်ပါ။တန်မိုးခုံးနဲ့အများဒုံကွင်းတုံးအစ္စရိကာကွေစနစ်ကအဓိကအားထားတာကအိုင်ယွန်တုံးတန်မိုးခုံးနဲ့များစနစ်တွေပါပဲ။ဒုံကြီးအင်ဂျင်နီယာဦးစီးရူဘင်ဟာ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနရဲ့အစ္စရေးဒုံးကာကွယ်ရေးအဖွဲ့ကတီထောင်သူဖြစ်ပါတယ်အခုသူကဂျေရုဆလင်မဟာဗျူဟာနဲ့လုံခြုံရေးလေ့လာရေးဌာနကအကြီးတန်းသုတေသီဖြစ်ပါတယ်။တန်မိုးခုံစနစ်နဲ့နိုင်ငံတကာမဟာမိတ်တွေကစနေနေ့ကအီရန်ကအစ္စရေးကိုဖြစ်တဲ့ဒုံးကျည်နဲ့ဒရုန်းအလုံးနီးပါးကိုဖျက်ဆီးပစ်နိုင်တာကိုတွေ့ရတော့လုံခြုံမှုကိုခံစားရတဲ့အကြောင်း ူက BBC ကိုပြောပါတယ်အရန်ကျင်းနဲ့ဝမ်းသာပါတယ်သူကသူ့ပြစ်မှတ်တွေအတွက်တရားလုပ်ထားတာပါဒါကတာတိုဒုံခွင်းဒုံစနစ်ပါတခြားဘယ်စနစ်တွေမှာအလားတူမရှိတဲ့စနစ်ပါအီရန်ကအစ္စရေးနဲ့ဘလောက်ဝေးလဲအီရန်ကနေအစ္စရေးကို ကီလိုမီတာ2100ကျော်အကွာဝေးရှိပါတယ်အစ္စရေးကိုတိုက်မယ်ဆိုရင်အီရန်ကဒုံးကျည်တွေနဲ့ပဲအဓိကတိုက်ရမှာပါလို့ဒီဖန်ဆီကအက်ဒီတာတင်မန်ရစ်ပလီကပြောပါတယ် အီရန်ရဲ့ဒုံးကျည်စနစ်ကအရှိအလဲပိုင်းမှာအကြီးဆုံးနဲ့အမျိုးအစားဆုံးလင်ဆုံးဖြစ်ပါတယ်။အီရန်မှာပဲ့ထိန်တုံးတုံးဒုညဒုညဒုညကျော်ရှိတယ်လို့2022ခုနှစ်မှာအရှိအလဲပိုင်းအမေရိကန်ဌာနချုပ်ကဗိုလ်ချုပ်ကြီးကနက်မက်ကန်စီကပြောပါတယ်။နီးပြူဟာနဲ့နိုင်ငံတကာလေလာရေးဌာနစီရဲ့ဒုံးကျည်ကာကွယ်ရေးစီမံကိန်းလေလာချက်အရအစ္စရေးကနိုင်ငံတော်များများကိုဒုံးကျည်တွေတင်ပို့တယ်လို့သိရပါတယ်။ အီရန်မစိုင်းတုံးနဲ့ဒရုန်းများအီရန်ဟာအိန်းနီးချင်းအီရန်နိုင်ငံနဲ့1900ရာရှစ်ဆက်ကနေ1980ပွဲကတည်းကသူ့ရဲ့မစိုင်းတုံးစနစ်ကိုတေချာဖိဖိစီစီလုပ်နေခဲ့တာပါတာတိုပြစ်တာဝေးပြစ်မစိုင်းတုံးတွေနဲ့ဒရုန်းတွေကိုတိစောက်နေခဲ့ပြီးအဲ့ဒီထဲကအများကြီးနဲ့အခုအစ္စရေးကိုပြစ်နေတာပါဆော်ဒီအာရေဗျကိုဟူတီတပုံတွေပြစ်တဲ့မစိုင်းတုံးတွေကိုလိလတူတွေကအဲ့ဒီတုံးတွေကိုအီရန်မှာလုထားတာဖြစ်တယ်လို့ဆိုပါတယ် တာဝေးပစ်ဒုံးတွေနဲ့လှမ်းပစ်ပေးမလားအစ္စရေးကအီရန်နဲ့မြေပြင်စစ်ပွဲတိုက်မှာမဟုတ်တော့ဘူးလို့ defensive editor တင်မရစ်ပလီကပြောပါတယ်အစ္စရေးကသူ့ရဲ့လေကြောင်းအင်အားနဲ့ပယ်ထိန်လက်နက်တွေမှာ အများကြီးအားသာပါတယ်အပြစ်ပေးဖို့ဆိုတာကအဓိကရည်ရွယ်ချက်ပါအစ္စရေးစစ်တပ်နဲ့နိုင်ငံရေးကောင်းဆောင်တွေကအဲ့ဒီစကလုံးကိုတစ်ချိန်လုံးတုံးနေတာပါအဲ့ဒါသူတို့အယူဆရဲ့တစိ့တစ်ပိုင်းပါပဲသူတို့ကိုစန့်ကျင်သူတွေသူတို့ကိုမစင်မချင်းမတိုက်ရဲတော့အောင်နောက်ကျသွားအောင်လုပ်ဖို့ပါ အရင်တုန်းကအီရန်ကထိတ်တန့်စစ်ကောင်းဆောင်တွေနဲ့အရက်ဖတ်ထင်ရှားကြော်ကြားသူတချို့လေကြောင်းကနေတိုက်ခိုက်တပ်ဖြတ်ခံရမှုပါတယ်။အဲ့ဒီထဲမှာအီရန်ရဲ့တိုက်ခိုက်မှုတစ်ခုကိုတုံ့ပြန်တဲ့ဆီးရီးယားမျိုးတော်ကအီရန်ကောင်စစ်ဝင်ရုံးကိုဧပြီတရနေ့တိုက်ခိုက်ဖျက်ဆီးခဲ့မှုလည်းပါဝင်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုနဲ့ထင်ရှားတဲ့အီရန်အရာရှိတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုအစ္စရေးကသူတို့တိုက်ခိုက်တယ်လို့မပြောပါဘူး။ ဒါပေမဲ့သူတို့မတိုက်ဘူးလို့လည်းမငင်းပါဘူးရေတက်အင်အားအီရန်ရဲ့ဟောင်းလွန်းခင်မမီတော့တဲ့ရေတက်မှာတင်မော220လောက်ရှိနေတယ်လို့အစ္စရေးရေတက်မှာတော့တင်မောအစင်းကြီး60လောက်ရှိတယ်လို့မြစ်စာဆိုပါတယ်တုံးတက်သူတွေကတော့အီရန်ရေတက်ကတိုက်ပွဲဝင်နိုင်လောက်အောင်မစွမ်းဆောင်နိုင်ဘူးလို့ဆိုပါတယ် ဆိုင်ဘာတိုက်ခိုက်မှုများဆိုင်ဘာတိုက်ခိုက်မှုအလုတ်ခံရရင် အစ္စရေးဘက်မှထိခိုက်ဆုံးရှုံးမှုတွေပိုရှိနိုင်ပါတယ်။အီရန်ရဲ့ကာကွယ်ရေးစနစ်ကအစ္စရေးလောက်နည်းပညာအဆင်မမြင့်ပါဘူး။ဒါကြောင့်အစ္စရေးစစ်တပ်ကတုံးနေတဲ့အဲ့ဒီနည်းပညာတွေကိုထိခိုက်အောင်အီလက်ထရောနစ်တိုက်ခိုက်မှုလုပ်နိုင်ရင်အီရန်ဘက်ကအသာစီးရနိုင်ပါတယ်။ ဆိုင်ဘာနဲ့တိုက်ခိုက်မှုတွေကပိုပြီးအကျဉ်းကြီးများလာတယ်လို့ပိုပြီးလဲပြင်းထန်လာပါတယ်။အရင်ကထက်၃ဆလောက်ပိုများလာပြီးအစ္စရေးရဲ့ကဏ္ဍနယ်ပယ်အလုံးကိုတိုက်ခိုက်မှုတွေလှုပ်ခတ်နေရပါတယ်လို့အစ္စရေးအစိုးရရဲ့အမျိုးသားဆိုင်ဘာညွှန်ကြားမှုဦးစီးဌာနကပြောပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေမှာအီရန်နဲ့လက်ဘနွန်ကသူတို့ထောက်ပံ့ပေးထားတဲ့စစ်သွေးကြွ Hezbollah ဖွဲ့လို့အကြတိုးပြီးပူးပေါင်းလှုပ်လာကြတာလည်းတွေ့ရတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာ9ရက်နေ့ကနေ2023နှစ်ကုန်အထိဆိုင်းပါတိုက်ခိုက်မှုပေါင်း3380ရှိခဲ့တယ်လို့ Israel ဘက်ကပြောပါတယ်။ Iran ရဲ့အရက်ဖက်ကာကွယ်ရေးအဖွဲ့အကြီးကဘုံမှုချုပ် Golan ရေစာဂျာလာလီကတော့မကြသေးခင်က Iran မှာလုပ်သွားတဲ့ပါလီမန်ရွေးကောက်ပွဲတွေမတိုင်ခင်မှာဆိုင်းပါတိုက်ခိုက်မှုအကြိမ်200နီးပါးကို Hunter ဖျက်ဆီးခဲ့ရတယ်လို့ပြောပါတယ်။ အီရန်ရဲ့ရေနံဝန်ကြီးဂျာဘက်အိုဝါဂျီကဒီဇင်ဘာလတုန်းကစိုင်းပါတိုက်ခိုက်မှုတစ်ခုကြောင့်နိုင်ငံအနှံ့ကဓာတ်ဆီဆိုင်တွေရောင်းချမှုထိခိုက်ခဲ့ရတယ်လို့ပြောပါတယ်။နျူကလ িয়ার အန္တရာယ်အစ္စရေးမှာနျူကလ িয়ার လက်နက်ပိုင်တွေပြီလို့ယူဆကြပါတယ်။ဒါပေမဲ့သူတို့ဘက်ကတော့တရားဝင်အတည်ပြုတာဝန်ခံတာမျိုးမရှိဘဲတမင်မပြတ်မသားပြောထားပါတယ်။ အီရန်ကိုသူတို့မှာနျူလက်နက်ပိုင်နေပြီလို့ဆွဆွဲမှုတွေရှိပေမဲ့တကယ်တမ်းပိုင်ထားတယ်လို့မယူဆနိုင်သေးပါဘူးသူတို့ရဲ့အရက်ဖတ်သုံးနျူကလ িয়ার အစီအစုကိုတုံးပြီးလက်နက်ထုတ်ဖို့လုပ်နေတယ်ဆိုတဲ့ပြောဆိုချက်တွေကိုတော့အီရန်ကညင်းထားပါတယ်နိုင်ငံတရားနဲ့လူဦးရေလူဦးရေရဆိုရင်အီရန်ကဆယ်စနီးပါးပုံများပါတယ်အစ္စရေးလူဦးရေက၁၀တန်းနီးပါးရှိပြီး အီရန်မှာတော့89တန်းနီးပါးရှိပါတယ်။အီရန်ရဲ့စစ်သားဦးရေကလည်းအစ္စရေးထက်6ဆလောက်ရှိပါတယ်။အီရန်မှာတပ်ဖွဲ့ဝင်6သိန်းရှိပြီးအစ္စရေးမှာတော့တသိန်းကူ2000လောက်ရှိတယ်လို့ပြည်ရှိရဲ့ကိန်းဂဏန်းတွေအရသိရပါတယ်။ အစ္စရေးဘက်ကဘလို့လက်တော့ပြန်နိုင်မလဲအီရန်ရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီးတဲ့အခါအစ္စရေးကတနိုင်ငံလုံးကိုလုံခြုံရေးအဆင့်မြင့်ထားလိုက်ပါတယ်ဒါကလည်းအစ္စရေးဘက်ကသူတို့ရဲ့ပြက်ကွက်မှုကိုဝန်ခံရရောက်တယ်လို့တဲအပိတက္ကသိုလ်နဲ့ချိတ်ဆက်ထားတဲ့အရှိအလေပိုင်းရေးရာသုတေသနပညာရှင်ဒေါက်တာအဲရစ်ယွန်စကီးကပြောပါတယ် အစ္စရေးနဲ့အိန္ဒိချင်းနိုင်ငံတွေမှာရှိကြတဲ့စစ်သွေးကြွအုပ်စုတွေကလည်းအစ္စရေးနိုင်ငံတွေကပြစ်မှတ်တွေအစ္စရေးရဲ့အကျိုးစီးပွားကိုထိခိုက်စေမဲ့ပြစ်မှတ်တွေကိုပုံမှန်လိုလိုပဲတိုက်ခိုက်တတ်ကြတဲ့အတွက်အဲ့ဒီအဖွဲ့တွေကိုလည်းအစ္စရေးကတုံ့ပြန်တိုက်ခိုက်နိုင်ပါတယ်။ ဂျိန်းကာကွယ်ရေးတုတေသနဌာနကအရှိအလေပိုင်းရေးရာကျွမ်းကျင်သူဂျယ်ရမီဘင်နီကအစ္စရေးအနေနဲ့ချက်ချင်းကြီးလက်တော့ပြန်လိုက်မယ်လို့မယူဆပါဘူးလက်တော့ပြန်ခြင်းရင်သူတို့မှရွေးချယ်ပြီးလုံနိုင်စရာတွေအများကြီးရှိပါတယ်ဥပမာလက်ဘနွန်နဲ့ဆီးရီးယားကပြစ်မှတ်တွေကိုဘုံကျဲတိုက်ခိုက်တာမျိုးလုံနိုင်ပါတယ် ကြီးရီလေတက်ဖွဲ့ပေါင်းစုံပါဝင်တဲ့တမယိုးကျစစ်ပွဲကြီးတစ်ခုဖြစ်လာလိမ့်မယ်လို့ဘင်နီကတော့မယူဆပါဘူးကြီးတက်ကလည်းဝင်တိုက်မှာမဟုတ်ဘူးရီတက်ကလည်းပါမှာမဟုတ်ဘူးသူတို့နှစ်နိုင်ငံကလည်းတစ်ခုနဲ့တစ်ခုအဝေးကြီးမှာလို့သူကပြောပါတယ်နှစ်ဖက်စလုံးကိုကြည်ရင်တာဝေးထီလမ်းပြနိုင်တဲ့စွမ်းရည်ပိုင်ဆိုင်ထားကြတော့အဲ့ဒီစွမ်းရည်နဲ့လေချောင်းကာကွယ်ရေးစနစ်ထက်မြတ်မှုတွေကိုပြိုင်ကြရမှာမျိုးပါပြီးခဲ့တဲ့စနေတနင်္ဂနွေကဆိုရင်အဲ့ဒီလိုမျိုးအီရန်ရဲ့တာဝေးပြနိုင်တဲ့စွမ်းရည်နဲ့အစ္စရေးရဲ့လေချောင်း ရန်ကာကွယ်ရေးစနစ်တို့ကိုတွေ့ခဲ့ကြရပါတယ်။အစ္စရေးကပြန်ပြည့်ရင်သူတို့အနေနဲ့ဆီးရီးယားဂျော်ဒန်နဲ့အီရန်တို့လိုအချုပ်ချာအာဏာပိုင်နိုင်ငံတွေရဲ့လေကြောင်းပိုင်နက်ကိုကျူးကျော်ဖျက်ဆီးရတာမျိုးဖြစ်ပါလိမ့်မယ်။တစ်ဖက်မှာတော့အစ္စရေးမှာအီရန်နိုင်ငံနဲ့အထိလှုပ်ဝက်ဝင်ရောက်လှုပ်ရှားနိုင်တဲ့အတွေ့အကြုံရင်ကြက်ထက်မြက်ပြီးသားထောက်လှမ်းရေးအဖွဲ့တွေရှိနေပါတယ်။ အီရန်ကိစ္စအတုံးချစရာအရှိအလေပိုင်းရေးရာကျွမ်းကျင်သူတာရစ်ဆူလီမန်ကသူ့အနေနဲ့ဆိုစစ်ပွဲကအခုထက်အများကြီးပိုကျေပြန့်သွားလိမ့်မယ်လို့မထင်တဲ့အကြောင်း BBC ဥရဒူပါဒဌာနကိုပြောပါရယ်။ဒါပေမဲ့အစ္စရေးပါလီမန်နဲ့ဝန်ကြီးအဖွဲ့ထဲမှာစစ်လိုလားသူတွေရှိနေတဲ့အတွက် သူတို့တွေကဝင်ကြီးနက်တာညာဟုကိုတခုခုလောက်အောင်ဖီအားတွေပေးကြလိမ့်မယ်လို့ဆူလီမန်ကပြောပါတယ်နိုင်ငံရေးအရသူ့ကိုဖီအားတွေရှိလာတာနဲ့ချက်ချင်းနေတန်းရာဟုကအီရန်ကိစ္စကိုအတုံးချတတ်တယ်လို့သူကထောက်ပြပါတယ်အစ္စရေး ဟီဘရူးတက္ကသိုလ်ကလုတ်ခဲ့တဲ့လူဒုစစ်တမ်းတစ်ခုမှာဆန္ဒပြုသူ၄ပုံ၃ပုံကအီရန်ကိုလက်တော့ပြန်တိုက်ခိုက်မှုဟာအစ္စရေးနဲ့မဟာမိတ်တွေကြားရှိထားတဲ့လုံခြုံရေးသဘောတူညီချက်ကိုထိခိုက်ရင်မလုပ်စေချင်ဘူးလို့သဘောထားပေးထားကြပါတယ်။အဲ့ဒီစစ်တမ်းကို April 14နဲ့15ရက်နေ့တွေမှာ online telephone ကနေဂျူယောအာရဗာပါတဲ့အစ္စရေးနိုင်ငံသားအမျိုးသားမျိုးသမီး1466ဦးကိုမေးထားတာဖြစ်တယ်လို့တက္ကသိုလ်ကထုတ်ပြန်ထားပါတယ်။ အစ္စရေးနဲ့အီရန်တို့ရဲ့ဟကြားခံစစ်ပွဲအစ္စရေးနဲ့အီရန်တို့အကြားတိုက်ရိုက်စစ်ပွဲကြီးတစ်ခုမဖြစ်ခဲ့ဘူးပေမဲ့သူတို့နှစ်နိုင်ငံစလုံးဟာဂျာခန်အဖွဲ့တွေကတဆင်စစ်ဖြစ်နေတာအချိန်ကာလတစ်ခုရှိနေပါပြီတခြားနိုင်ငံတွေမှာရှိနေတဲ့အီရန်ရဲ့အရေးကြီးတဲ့စစ်ဘက်နိုင်ငံရေးဘက်ခေါင်းဆောင်တွေအသက်ခံရတဲ့အခါအဲ့ဒါအစ္စရေးလက်ချက်လို့အီရန်ကအပြစ်တင်တတ်ပါတယ်အီရန်ကလည်းအစ္စရေးကိုဂျာခန်အဖွဲ့တွေကနေတဆင်တိုက်ခိုက်မှုတွေလုပ်ပါတယ် အဲ့ဒီအီရန်ရဲ့ဂျာခတ်အဖွဲ့တွေထဲမှာအကြီးဆုံးနဲ့အထင်ရှားဆုံးကတော့လက်ဘရွန်မှာအခြေစိုက်ပြီးအစ္စရေးကိုတိုက်နေတဲ့စစ်သွေးကြွဟစ်ဘိုလာဖွဲ့ပါဟစ်ဘိုလာကိုသူတို့ထောက်ပံ့နေတယ်ဆိုတာကိုအီရန်ကလည်းမငြင်းခဲ့ပါဘူးဂါဇာကဟာမတ်အဖွဲ့ကလည်းအီရန်ကထောက်ပံ့ပေးနေပါတယ်2023ခုနှစ်အောက်တိုဘာ9ရက်နေ့ကဟာမတ်ကအစ္စရေးနိုင်ငံထဲနေဆက်ဖြတ်ကျော်ဝင်တိုက်ခဲ့တယ်လို့ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးနိုင်ငံတဲကိုဒုံးကျည်တွေနဲ့ပြစ်နေတာလဲဆယ်စုနှစ်တွေချီပြီးရှိနေပါပြီ။အီရန်ကဟာမတ်အဖွဲ့ကိုလက်နက်ခဲယမ်းတွေထောက်ပံ့ပေးပြီးလေ့ကျင့်တင်ကြားပေးတာတွေလည်းလုပ်တယ်လို့အစ္စရေးရော အနောက်အုပ်စုနိုင်ငံကြီးတွေကပါယုံကြည်ထားပါတယ်။ ရီမင်နိုင်ငံကဟူတီလက်နက်ကင်တွေကလည်းအီရန်ကထောက်ပံ့ဖွဲ့စည်းပေးထားတဲ့အဖွဲ့လို့အများကမြင်ထားပါတယ်။ဆော်ဒီအာရေဗျကသူတို့ကိုဟူတီတွေကပြစ်လွတ်တဲ့ဒုံးကျည်တွေဟာအီရန်လုပ်တွေလို့ဆိုပါတယ်။အီရန်ကကြောထောက်နောက်ခံပေးထားတဲ့အဖွဲ့တွေဟာအီရန်နဲ့ဆီးရီးယားမှာလည်းအကောင်ကြပါတယ်။အီရန်ကဆီးရီးယားအစိုးရကိုထောက်ခံပံ့ပိုးပေးနေပြီးဆီးရီးယားနယ်မြေကိုတုံးလို့အစ္စရေးကိုတိုက်ခိုက်မှုတွေလုပ်တတ်တယ်လို့လေလာသူတွေကပြောကြပါတယ်။